Hey yo chupi de jinna long mai mingla ba just version ka ni pyan le ju so lai ba de aku just this set pe me atho tadin kaung ga de chu tibita tu dui le shi lai me ma ti ya ti ye tu dui twet tin set pe chin pe ba de ဟုတ်ပြီတရင်ကောင်းကဘာတွေဖြစ်မလဲသိချင်တယ်ဆိုလို့ရှိရင်တော့ဆရာဇူမကျောင်းနဲ့ကိုစီတို့တင်ဆက်ပြီးတဲ့တရင်လေးတွေ just နဲ့အတူဆုံးတွေလိုက်ပါကြည့်ရှုတဲ့ဖိတ်ခေါ်ပါလေကြောက်ပြီတရင်လေးတွေစလိုက်ကြအောင် let's go ဘာနာချုပ်တင်ဖွဲ့ရအငိမ့်စားဘုံမှုချုပ်ချုပ်ထွန်းအောင်အဲတော့ကဝေးတက်ကတူစာတင်ကြနေလေကောင်းမရောက်နိုင်ပေးရတဲ့ဝနာချုပ်တင်ဖွဲ့ရ ပုံမှုချုပ်ချုံထုတ်အောင်တေဟောဟာအမလီမလီကောင်းလိုက်တာကောင်းလိုက်တာอืมอ่าတရတဲ့ရင်ကောင်းလိုက်တာဟာဟုတ်ဘာလို့တေးရလဲဆိုတော့စစ်တက်ကလိန်နေတူ96ပါယောဂမဟုတ်ပါ Golden Villa Warriors ယောဗျပျောက်ကြားတက်ဖွဲ့ပါဒီကနေ့မနက်9:20မိနစ်မှာရှင်းလိုက်တာပါသူဤနေအိမ်မယံကုန်9ရက်ကွက်နေအိမ်မှာ ဝင်ဖြစ်တာဟာရှင်းတယ်ဟောဘယ်ကောင်လဲအဲ့တော့ချုံထုံးအောင်ချုံထုံးအောင်ဘယ်ကောင်ရှင်းပြလိုက်တာလဲကွာတော့ပေါ်သွားတယ်ကြိုက်တယ်ကွာတော့ဒီမှာတက်ပြောက်ဆုံးကတ်ကမဲ့လူတွေစရင်ရှိနေပြီးတော့နောက်ဆုံးပြကြတဲ့နေ့တောင်းကူတော့ရှင်းနေပါအင်းအဲ့တော့ချုံထုံးအောင်ကိုဒီကနေ့မြို့ရပြောက်ကြားတက်ဖွဲ့ကပြက်ကရှင်းလိုက်ပြီးနိုင်ငံတော်ကဝေးတက်ကတော့မှာ National Defense Calling မှာအင်္ဂလိုဂျိုရီနဲ့ဂျမ်မူတိုက်ပြည်ဘာသာရဲ့နိုင်ငံတော်ဆက်ဆံရေးဘာသာရဲ့နှစ်ခုကိုတင်ကြားပေးနေတဲ့သူစစ်တပ်ကနေဘုံမှုချုပ်ပြီးဘုံချုပ်ပြီးအရာလုံး နဲ့အငိမ့်စားယူတော့လေဖစစ်တက်ကိုနေစင်နေစင်လူမဆန်မှုတွေကိုဆောင်ရွက်ဖို့အတွက်တင် जा ပို့ချပေးနေတဲ့သူတွေဖြစ်တယ်ဘုံမှုချုပ်ထွန်းစီးပြစ်မပြစ်တတ်မှတ်ပြီးတုတ်တင်ရှင်းနေတဲ့ကြစ်တက်ခတ်တယ်ဘုံချုပ်လို့ခေါ်လို့ရတယ်ဘုံမှုချုပ်ချုပ်ထွန်းအောင်ရူမန်နီကမောရီးယားနိုင်ငံတန်မတ်လိုက်ပါဆောင်ရွက်ခဲ့တဲ့သူဖြစ်ပြီးလက်ရှိမှာနေပြည်တော်နိုင်ငံတော်ကဝေးတက်ကတူ MDC မှာအချမ်းမဲ့စစ်တပ်ကို အကြံဖတ်ဖို့တင်ကြားဖို့ကြာနေလို့ဖြစ်တယ်။နောက်ဆုံးချိုးထွန်းအောင်မြန်မာအထားရတဲ့ဘက်ကတယောက်ဖြစ်ပါဝင်ခဲ့ပြီ။2025ခုနှစ်မတ်လ26ရက်နေ့ကုကုတီလာမင်္ဂလာနေ့လက်စကမစတက်တေယူပို့ဆောင်ရေး NF003 အထူးလီနဲ့စတက်ထိပ်ပိုင်းအကြီးအကဲများနဲ့ချင်ရှားအရေးပါသူများကိုနေပြီးတော့ဆေးပြအခမ်းအနားတက်ရင်မင်းအောင်မိုင်ကအစီအစဉ်ပေးထားခဲ့ကြောင်း ဒီလေးကြီးပေါ်မှာအင်းဒီဝင်းတို့မိသားစုအဖြစ်ဘုရုချုံထောင်းလေးပေါက်ခဲ့ပါတယ်အဲ့တော့မလမဆက်ရှင်းနေနေပြီးတော့ရန်ကုန်အဲဒီအပြန်လမ်းကြောင်းအတွက်ချက်တဲ့တိမ်ပို့ဆောင်လေးရင် MBF 001မှာနေပြန်လာခဲ့တယ်ကောမင်းမယားသူအခုလေစစ်ပုံချုပ်ခေါင်းကြီးအကြံဉာဏ်ကိုရယူလေးရှိပြီးပြည်သူစစ်မဟာဗျူဟာနဲ့စစ်မှုထောင်းအဖွဲ့အင်းအားနဲ့လှုပ်ဆောင်နေပြီးစစ်မှုထောင်းဘဟုအဖွဲ့ ပြည်သူစစ်မဟာဗျူဟာဆိုတဲ့ပေါ်တာဆွဲစစ်မှုတန်းနေနေရမှာထက်ကန်းစစ်ခေါင်းဆောင်တွေမှာဗိုလ်ချုပ်ချုပ်ထုတ်အောင်လေပတ်မှာအဲ့တော့23ခုနှစ်ဇန်နဝါရီတရက်နေ့မှာဗိုလ်ချုပ်ချုပ်ထုတ်အောင်ကိုမင်းအောင်မိုင်ကိုတိုင်ဝနကျော်တင်ဖွဲ့တစ်စိတ်နဲ့ရွှေငါချက်တာဂုံပြုစုပေးရခဲ့ပါတယ်အဲ့တော့ Gordon Villa Morris Wallace အဖွဲ့ကစစ်တပ်ကြီးစားတောက်တိုင်များစစ်စမ်းမပြတ်ဖြိုဖျက်နေကြအောင်ပြစ်ဒဏ်ခတ်ရရှိအောင်ထောက်လန်းရရှိအောင်အချမ်းဖတ်လေရင်မှုတွေရဲ့အချက်လက်များမှုလည်း တိတိကျကျစုဆောင်နေပြီးဆက်ဆက်တင်းများရရှိပါကကျောင်းတို့ရမြောက်ကြောက်ကြားဖွဲ့များထံပေးရဖို့ပြည်သူတို့ကိုတောင်းဆိုလိုက်ပါဆောင်ရောက်ကောင်းနေနောက်ဆုံးတင်းဖြစ်ပါအဲ့တော့ဒါနဲ့တပြိုင်တည်းမှာနှခါထပ်မပြောတော့ဘူးတက်ပြောက်ဆန်းကပ်ဖို့မနေ့က16ရက်နေ့14လက်ကချင်ဘမမကင်လိုက်တဲ့ငှက်ဘလို့ပြက်ပြက်တေးကြပါလေကြေကပြစ်ချလိုက်တယ်လို့တရားဝင်ထုတ်ပြန်လိုက်ပြီးပြစ်ချခဲ့တယ် ပစ်ချလိုက်တဲ့လင်ပြည့်အဖွဲ့ကိုဗုဒ္ဓဂွမ်မော်ဝရိုင်းဝေတ300ကျူးမြစ်ပါလေနောက်တစ်ပွဲထပ်ပစ်သွားလိမ့်မယ်ရွှေကူပါလေမနေ့ကသိတယ်လားဘင်းပြတ်ကြသွားတယ်မထောက်လိုက်ပစ်တာရွှေကူတိရောက်ပြီဆိုတော့ခြံတဲ့နေရာလေးကိုယ့်ကိုဆက်ဆင်းစားအဲ့ဒီထဲမှာမမနေ့ကချက်ချင်းပြစ်ချက်ချင်းပြတ်ကြသွားတဲ့လင်ကို KAI အထုတက်ဖွဲ့ကြီးမြေပြင်လမ်းကြောင်းရှင်းပါလေအဲ့ဒီမှာ view amount အပ16လောင်းနဲ့16လက်ရတယ်လို့ကျွန်တော်သိရပါ ချင်းတွေတက်ပြောက်ဆုံးကဲ့ရမယ့်လူတွေစင်းကိုတော့ကျွန်တော်ဒီနေ့ထုတ်ပြန်ကြေညာပေးမှာဖြစ်ပြီးနေပြည်တော်လေးဒါစကအမှတ်9 3 MI 70ရဲ့အုပ်ဘုံမှုတမ်းမင်းစော်ဘူကြီးမျိုးထအောင်ဘူကြီးချမ်းသာရာကမှုတက်ဝင်းတက်တတိကျော်မင်းကျော်စင်မင်းဟန်တက်တတိတက်ဝင်းတက်တတိတက်ဦးသူတို့တွေကတော့တက်ပြောက်ဆုံးကဲ့လို့ရပါပြီအဲ့တော့နောက်ထပ်တက်ပြောက်ဆုံးကဲ့မဲ့သူတွေချက်ရှိနေပါသေးတယ်နာမည်ရှင်းတွေကတော့အတိအကျကျွန်တော်အတိပြုကိုစူးစမ်းနေပြီလက်ရှိထွက်ပေါ်နေတဲ့တည်င်းများအရှာ ရဲရင်မှုဘုံမှုကြော်စွာထုံးဘုံကြီးတန်ထုံးလင်းတက်တက်ကြီးကြော်စွာအောင်မတာပေါ်ပြီးတက်ပြောက်ဆုံးကန့်လို့ရတယ်လို့သိရပါတယ်အဲ့တော့ဇန်နဝါရီလဆိုတော့ဇန်နဝါရီလမှာလဲပေါ့နော်ဇန်နဝါရီလမှာလဲဒီနာဖော့စစ်တပ်ကောင်ရိတ်ခါလာပို့တဲ့စစ်ကောင်ကြီးထောက်ဖို့ရဲရင်အမိုင်စံဒီကိုပြချခဲ့တဲ့အတွက်တက်ပြောက်ဆုံးကတ်ခဲ့တဲ့ဘုံမှုဘုံကြီးတွေကိုလည်းအောင်ကြသည်ပြီးဖြစ်မှာပါဒီကနေ့တော့အယောက်20ထပ်မနေလေတဲ့ အတိုင်းဝိုင်းပိုင်းလို့လင်းရင်အုပ်တွေတည်ဆုံမှုနဲ့ပတ်သက်ပြီးလူကြီးမင်းတို့ကပြောပါသလားခင်ဗျာနောက်နေတာမဟုတ်ဘူးဒီချက်ပို့ပြီးတော့အာအောင်ကြအောင်လည်းလည်းကိုရှိပါတယ်ရှင်မျိုးရဲမှာတော်ရဲမှာမီးလောင်ပြစီးသွားတယ်ဒီပြစ်ချလိုက်နေတဲ့ရဟင်းနဲ့ပတ်သက်ပြီးစစ်တပ်ကမနေ့ကညကပြောတယ်လို့ပဲတော်သူပြကြတာတဲ့တော်သူပြကြတာလို့ပြောပြီးရဟင်းရင်မူးတွေတည်ဆုံမှုဗီဒီယိုကလစ်မှာရှင်ဘက်မှာဘုံကြီးမျိုးထက်အောင်ဘုံမတမ်းမင်းဆို ဘုကြီးချမ်းသာလို့တိတ်သွားပြီလို့စစ်တပ်ထဲမှာသတိတွေပြန့်နေပြီအတိပြုတ်နိုင်ကြောင်းလဲတက်ကဖေးသီးတွေကပေးပို့ခဲ့ပါတယ်ဆိုတော့ဒီအပိုင်းမှာလေးလမမတာချောက်ပွဲတွေမြန်မြန်ဆိုင်ဆိုင်ဖြစ်ဖို့ဘောင်းဆောင်ကကြိုးစားနေရင်ပြည်သူတို့ရဲ့အမြဒေါသတွေပြည်သူတို့ရဲ့မေတ္တာတရားဖို့အန်တုတွေဖက်စစ်လေးတဲ့ဟာပြည်သူတို့ရဲ့ပြစ်ဒဏ်ခတ်မှုနဲ့အပြင်လောကတဘာဝိထတရားဖြစ်တဲ့ဓမ္မရဲ့တရားမြတ်မှုရဲ့တန်ခတ်မှုကို အလူလဲခံစားနေရတယ်လို့ကိုယ်အိမ်မှာကိုနေရင်ကြီးလန့်စားစားတဲ့မင်းတို့လေဒအတိုင်းတိုင်းတစ်ခုလုံးရဲ့ဘဝကိုငါတို့တနာမိပါတယ်ကွာလောက်အောင်လို့ပြေးပါနေပြီးတော့လည်းဝင်ပြေးလို့ရပါတယ်တတောင်ကြီးကြီးငါတို့ပြစ်နေပါရန်ကုန်တုန်းကတော်ကြီးတဲ့လမ်းမတော်ခစ်တာဟိုတယ်နဲ့စုရိဖျားတော့ပဲဖျားဘူးထွက်နေတာတွေကိုလည်းမင်းတို့မသိနိုင်ဘူးစစ်တပ်ရဲ့ဆ ਾਇ ရဖာဆိုတာနှလုံးကြီးအခုအဆက်ကြီးကောက်မယ်ဖာလည်းဆက်ကြီးကောက်ရုံအဆင်ကလွဲလို့ ထူးခြားခြားကြီးတော့ဟုတ်နေပါငမုံမယူတွေစစ်တပ်လော်ဘီတွေပြောတဲ့သတင်းစကားတွေကိုယုံပြီးအတိညာမဲ့တဲ့စာကလေးကောင်ကြော်ဆုံးလို့ကောင်မျိုးပေးတဲ့သတင်းတိုင်းလိုက်ပုံကျဲနေတဲ့မင်းတို့ဖက်စစ်တပ်မှာမရှုံးရင်ငါတို့တသက်လူမလုပ်ဘူးဟုတ်တယ်ခွေခွေချင်းလိုက်ထက်ကြတဲ့သတင်းတခုမနေ့ကဗီဒီယိုတွေပြန့်နှံ့လာပါတယ်ဒါလေးကိုကျွန်တော် review ပြောပြချင်ပါတယ်အဲ့တော့ဇော်ယူထွန်းပြူမက်ကြီးလာကပြူဇော်ယူထွန်းမှာဒါဇော်ယူထွန်းကိုစစ်တပ်ကပြန်ဖမ်းပါဆိုတော့ ။မမေတ္တမေတ္တာမှာစုမှုတန်းကြေကောက်ခံတဲ့အပေါ်မှာဝေဘံဝေဘံမှုတွေမြင့်တက်နေတဲ့အချိန်မှာပဲဘုံမှုတရားလိုက်ပါလာတဲ့ကောင်းမှုမေတ္တာပြုစောတိကောင်းဆောင်ဆုံးယူထွင့်ရဲ့စစ်ကောင်စီကိမှန်ချခဲ့ပါလိမ့်မှန်ချခဲ့ပါ။အဲ့အိုက်ကမှန်ချတယ်ပေါ့။ဘုကောင်းဘုံမှုမလိုင်ကဘုံမှုလို့သိရတယ်။အဲ့တော့ငါဘာသာအဖွဲ့ဝင်လည်းဖြစ်တယ်စစ်မှုထမ်းအောင်လည်းဖြစ်တယ်ဆုံးယူထွန်း။ဒေါက်တာစနစ်အာနာသိမ့်နေတဲ့ကစစ်ကောင်စီတရင်ပေး မိဒီတာပြူစော်ဒီကောင်းဆောင်မိဒီတာပြုတ်လုံးကြုံရေးနေပါလိမ့်ဆိုတာမျိုးကိုပေါ်တာဆွဲတွေကိုစစ်တပ်နဲ့အတူလုပ်ခဲ့တဲ့ကောင်ဒီကောင်ကိုစစ်တပ်ကခိုင်းစားဘူးမြို့ကြီးတိုးကိတ်မှာလုံးကြုံရေးကောင်းဆောင်ဂိတ်တစ်ခုချတာဝန်ပေးတာအဲ့တော့မေလ73ရက်နေ့ကမိဒီတာမျိုးမြို့နယ်အတွင်းမှာစစ်မှုတွေအစားထိုးရန်နေငွေကောက်ခံမှုတွေဟိုလူစားထိုးဖို့အလုပ်သွားအလုပ်ပြန်လမ်းပေါ်မှာတွေ့ကြရလူတွေကိုဖမ်းဆီးနေတယ်အဲ့တော့စော်ယူထွန်းကလေတက်ကထွက်လာတယ်ကောင်အုတ်ခွင်းတက်ချက်ကြီးအရင်ကမြောက်ဝတီမှာအင်တာဗျူးတွေပါလေလောက်ဖူးတယ် ဲ့တော့ဒီကောစစ်တကဒီကနေ့ဖမ်းလိုက်ပါဘာလို့ဖမ်းတာလဲဆိုတော့ပုံမှုမှန်ချိုင်းပေါ့ဒါပေမဲ့အမှုတက်တာကတော့နိုင်ငံတော်ဒီငယ်အေးချမ်းရေးကိုပြသနေတဲ့ကြီးရွယ်ကလူမှုဝင်ရေးပေါ်ရင်လုံစော်ခြင်းဝါလာပြက်ခြင်းမှာပြုပြုထုတ်ခဲ့တဲ့ဇော်ယူထွန်းအားမလေးတိုင်းမကြီးလာမြို့နယ်ရန်မြို့အောင်ရက်ွက်တဲ့ဇော်ယူထွန်းအား2025ခုနှစ်မေလ15ရက်နေ့မော်လယ်တနအိ20မိနစ်တွင်ဖမ်းဆီး၍သက်ဆိုင်ရာရဲစခန်းတွင်အမှုပွင့်အေးယူလိုက်သည်လို့သိရပါတယ်။အဲ့တော့ ပြူတဲ့ဆိုးတဲ့အဲဒီပြူစောတိတွေကကျွန်တဲ့ဆိုးတဲ့ကျွန်သဘောပေါ်ရမှာအဲ့ဒါနေပတ်သက်ပြီးတော့မြန်မာနိုင်ငံသတင်းမီဒီယာသတင်းမီဒီယာကောင်စီဆိုးမင်းရဲ့ဒါအေဂျင့်ဆိုတာတော့ဘာကြီးလဲဆိုတော့ပြူစောတိဆိုတာရောအသေးခံတိုင်းကိုခိုင်းစားဖို့မစွန့်မဖို့ပေးရတဲ့ကောင်ကြီးကွာတောင်းစစ်တကဗါလေစီနီယာဘောဘာခေါ်လဲစစ်တကဘာခေါ်လဲတရားဝင်ပေါ့နော်အမှုထမ်းနေတဲ့ဟမ်ဘုံမှုလို့လူမျိုးအဲချီယာတိုင်းနေတော့ဒီလိုပြူစောတိမျိုးဟာဖမ်းတယ်ပါ ောက်တစ်ခုကဒီပြူစောတိဆိုတာပေါ့နော်အခန်းစားမှုတသက်ကျွန်တပေါက်တာတာဖြစ်ပါလေဆိုတော့ရေးသားထားမှုကိုလည်းကျွန်တော်တို့တွေ့ရပါတယ်အင်မတန်ဘူးအင်မတန်ဘူးပေါ့ဗျာပြူစောတိပြည်သူစစ်ဆိုတာစစ်တရဲ့ကျွန်တပေါက်အစင်ပါလားလို့ကျွန်တော်ဖြတ်ခနေမြင်လိုက်ရပါတယ်ဘာကိုကြည့်ချင်းအဖြစ်ဘဝရည်စားတဲ့အခွင့်အရေးလေးတစ်ခုနှစ်ခုရလို့ရညာပြည်သူကိုစန့်ကျင်တဲ့ဘက်မှာနေတဲ့ကောင်တွေအတွက်တည်ရင်တော့မပါလိုက်ဖို့မှမဟုတ်ဘူး မတလိုက်ပုတ်မဲ့လူတော်ရှိမှာမဟုတ်ပဲမမွေးလာခဲ့ရင်ပူကောင်းမယ်ဆိုတဲ့စူတောင်းတာလေးနဲ့အတူခွေခွေချင်းကိုက်တဲ့ပွဲမနေ့ကဗီဒီယိုဖိုင်မှာကြည်ပြီးသားဖြစ်နေမယ်ပုံမှုဆိုတဲ့ကောင်ကတော့ကိုထုတ်လက်ပြဘုတ်ကိုပြခွဲလိုက်မယ်ခွဲလိုက်ရမှာခွဲလိုက်ရမှာဒါပေမဲ့ဆိုယူထုံးကိုဖိုင်ပါအဲ့တော့စစ်တပ်ဟာဤကဲ့သို့ပြုမှုကြင်ကြံတတ်ကြောင်းစစ်တပ်ဟာပြည်သူကိုလူသားတိုင်းလုပ်မယ်စစ်တပ်ဟာတက်ရှုတ်တွဲခွဲဖို့လူတွေမွေးမယ် စစ်တပ်ဟာအခွင့်အာဏာထိုးကျွေးမယ်ချာနေမယ်ပြည်သူတို့ပြည်သူစစ်တို့စစ်မှုထမ်းဟောင်းဆိုတဲ့လူတွေအတိတမ်းမရရင်တော့တေပေတော့လို့ပြောရင်ဒီလောက်ပါပဲပြတ်စောအောင်ကျေးဇူးတကယ်နော်အာဆရာလူမဲ့ကြော်တင်ဆက်ပြီးတဲ့ဒီတရင်ကောင်းလေးတကယ်အားရပါတယ်ဆက်လက်ပြီးမှကိုစီတန်ဆက်ပြီးတော့တာလေးဆက်နားထောင်လိုက်ကြအောင်နော်ကဲနိုင်ငံတော်ကောင်ကွေတက်ကလို့မှစာတင်ကြားနေပြီးတော့မင်းအောင်နိုင်ပေးထားတဲ့ဝနကြော်ထင်ပွဲကိုရခဲ့တဲ့အငိမ့်စားဘုံမှုချုပ်ချိုးထုံးအောင်ကတော့ ဒီကနေ့လုတ်เนาะပြက်ခတ်ခံကြည့်လို့ကြောက်ပါပါအဲ့တော့ဒီသတင်းလေးကိုအရင်ဖတ်ပြပါမယ်ဖတ်ပြပြီးလို့ရှိရင်လက်ရှိစစ်ကောင်စီကြုံတွေ့နေရတဲ့အနေအထားကဘယ်အနေအထားဖြစ်နေပြီလဲဆိုတာပြီးလို့ရှိရင်ရွေးကောက်ပွဲဟာသူတို့လုတ်ဖို့ပြောနေတာလုတ်လို့ရလားမရဘူးလဲရရင်ဘာတွေဖြစ်နိုင်လဲအဲ့ဒီကြော်ရင်ဖတ်ပြပါမယ်နော်နိုင်ငံတော်ကာကွယ်ရေးတပ်ကလို့တွေစာတင်ကြားနေပြီးမြောက်နိုင်ငံကပေးတဲ့ဝန်ထမ်းကြော်တင်ပွဲရအငိမ့်စားပုံမှုချုပ်ချိုးထုံးအောင်ကိုရင်းနှီးပြစ်ခတ်ရှင်းလင်းလိုက်ကြောင်း Golden Barrier Golden Bear ဝေါ်ရမှာတောင်ရှိသူတူကရန်ကုန်ခေတ်တင်းထန်တော့ပြောဆိုတယ်ဒီနေ့နက်နက်9နာရီ20မိနစ်အချိန်ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်9ရက်ွက်ရှိနေအိမ်တွေအင်းစားဘုံမှုတို့ထိုးထွန်းအောင်ကိုပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်2023ခုနှစ်တွင်မင်းအောင်နိုင်ကိုယ်တိုင်ဝနကျော်ထင်ဘွတ် PF ခံရသူဘုံမှုတို့ထိုးထွန်းအောင်ကို၎င်းဤနေအိမ်ရှေ့တွင်ပင် Golden Bear ဝေါ်ရမြို့ပြပြောက်ပြတက်ဖွဲ့ကညာကရှင်းလင်းခဲ့ကြအောင်ဒီနေ့နက်နက်ပိုင်းရန်ကုန်မြို့မရန်ကုန်မြို့နယ် A1 လမ်းပေါ်ရှိ၎င်းဤနေအိမ်တွင်ပင်ပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရတယ် ရီပွီတဘလူမြို့ပြရဲဘော်ရဲဘက်တွေအားလုံးလုံးလုံးဘေးပြင်းမှာလေပြင်မှတ်ကိုအချိန်ယူစောက်ကြည့်အတီးပြုတ်တဲ့လုပ်ငန်းစဉ်အပါဆိုရင်ဒီမြေရှင်တစ်ခုအတွက်အချိန်၄လလောက်ယူလိုက်ရပါတယ်ကျွန်တော်ရန်တို့ဒေါက်တိုင်တွေကိုစနစ်တကျစည်ရင်ပြုစုပြီးထောက်လန်းနေတာလည်းရှိပါတယ်တေချာပြောနိုင်တာကတော့အနံ့ပါလက်လက်ရက်ကောင်ပစီကြီးဒီဘေးရင်ကိစ္စတွေတစ်ခုမှကျွန်တော်တို့မမေ့ဘူးတရားမျှတမှုကိုမရရတဲ့နည်းနဲ့ယူမယ်စောင့်နေပါဒါပဲပြောချင်ပါတယ်ဟုတ် Golden Valley Royal မြို့ပြပျောက်ကြဲရဲဘော်ကပြောတယ် ဘုံမှုချုပ်ချုံတော့အောင်နိုင်ငံတော်ကာကွယ်ရေးတပ်ကတော့ National Defense College NDC တွေနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ခိုက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေတဲ့ကြောင်တိရစစ်အရာရှိဒီများအတွက်ဖွင့်လှစ်ထားတဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော့ NDC ဒီစစ်တပ်ဘုံမှုဒီအစ်စင်မှစတင်တက်ရောက်ရတဲ့စစ်တပ်ဤအရေးပါတဲ့အစ်စင်မြင့်စစ်တင်နှန်းကြောင်တစ်ခုဖြစ်တယ် Golden Valley Warrior အဖွဲ့ကကာလအတော်ကြာအချက်လက်စုဆောင်ထောက်စုံစမ်းထောက်လှမ်းအတည်ပြုနိုင်ခဲ့ပြီးနောက်၎င်းတို့ပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရတယ်။ဒီဘုံချုပ် NDC မှာစတင်တယ်လို့ ဘုရားကြီးတည်ဆိုက်ဆိုက်ရတဲ့ကကျွန်တော်တို့ setback စုံစမ်းထောက်လန်းနေခဲ့တာအဲ့တော့တိလာရတာတော်တော်များများရှိတာလေသူကမင်းအောင်နိုင်ရဲ့ဂုံထူးဆောင်ဒစိရထားတာကိုမိတ်ဆုပ်စားပွဲတွေနဲ့အပတ်စဉ်ခေါင်းရိုက်ခွင့်ကစားပွဲတွေမှာအမြဲဂုံယူကျွားဝါပြောဆိုလေးရှိတယ်။ဤသူစစ်မှုထမ်းစစ်ပေါ်တဲ့ကိစ္စတွေမှာတိုက်ရိုက်ကြိုက်တွေပါဝင်တာမျိုးမတွေ့ရပေမဲ့စစ်မှုထမ်းအောင်အဖွဲ့အစည်းနဲ့သူအပါဝင်အငြင်းစားစစ်တမ်းမှုတွေစုပြီးအထံပေးနေတာရှိတယ်။သူတို့တည်င်းအချက်လက်တွေကတည်င်းပေးရဲ့လုံခြုံရေးအရာကျွန်တော်တို့မထုတ်ပြန်နိုင်တာလက်ရှိပါတယ်။စကားစားရဲ့ဓာတ်တိုင်တွေလုံခြုံရေး အပြည့်နဲ့နေလူတွေကကျွန်တော်တို့လက်ကပြင်းမလို့ဘူးကြံတဲ့စားကစားခေါက်ပိုင်တွေကိုလည်းအမဲလိုက်ခံရရင်ခန္ဓာရင်ရှိဖို့ပြင်ထားကြပါလို့ပဲပြောချင်တယ်လို့ဂိုလင်ဘက်ရော်ရီယာမြို့ပြပြောက်ပြရဲဘော်ကဆက်လက်ပြောဆိုလာစစ်တပ်မှဘုံမှုတို့ဘိုလ်ချုပ်ရာထူးတဲ့ငိမ့်ဆိုင်ယူခဲ့တော်လဲလက်ရှိအကြမ်းဖက်စစ်တပ်၏နေ့စဉ်လူမဆန်မှုများစွာအတွက်စစ်ဘက်ဆိုင်ရာတင်ကြားပို့ချနေသူများကိုလည်းစစ်ရေးပြစ်မှတ်အဖြစ်တတ်မှတ်တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်းဘိုလ်ချုပ်ချိုထွန်းအောင်ဒီဘရူနိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတန်အမတ်အဖြစ်ပါဆောင်ရွက်ခဲ့မှုပြီးမြန်မာပြည်ပြန်ရောက်ချိန်မှစတင်ကနေပြီးတော့နိုင်ငံ နိုင်ငံတော်ကာကွယ်ရေးတပ်ကတို့ NVC တွင်အကြမ်းဖက်စစ်တပ်အရာရှိကြီးများကိုစလိုက်တင်တန်းပို့ချနေခြင်းဖြစ်ကြောင်းသိရတယ်။မင်းအောင်လှိုင်အားထားရသူများတဲ့အငိမ့်သားဗိုလ်ချုပ်ကျိုထွန်းအောင်လည်းပါဝင်ခဲ့ပြီး2025ခုနှစ်မတ်လ26ရက်နေ့တွင်မင်္ဂလာတော်လေတပ်စခန်းမှစစ်တပ်တည်ယူပို့ဆောင်ရေးလေယာဉ် MAF 003အထူးလေယာဉ်ဖြင့်စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနဲ့ထင်ရှားအရေးပါလူများကိုနေပြီးတော့စစ်ရင်ကြအခမ်းအနားပြုရန်မင်းအောင်လှိုင်ကစီစဉ်ပေးထားခဲ့ကြောင်းဆိုပါလေမော်ရင်အင်းနေဝင်ပြီးတို့မိသားစုအပါအဝင်ဗိုလ်ချုပ်ကျိုထွန်းအောင်လည်းပါဝင်ခဲ့ကြောင်းသိရတယ်။ ၂၀၂၅တန်းတော်နဲ့စီးပြအခွက်ခန္ဓာအပြင်မတ်လ၂၂ရက်နေ့ဒီပြီးတော့ရန်ကုန်မှရန်ကုန်အပြင်လမ်းကြောင်းအတွက်စစ်တပ်တပ်ယူပို့ဆောင်ရေးလေယာဉ် MAF 0011အထူးလေယာဉ်ဖြင့်ဗိုလ်ချုပ်ချိုထုံးအောင်ပြန်လာခဲ့ကြောင်းသိရတယ်။မင်းအွန်လိုင်းဒီ၎င်းအားကိုရသည့်စစ်ဗိုလ်ချုပ်ဟောင်းများ၏အကြံဉာဏ်များကိုရယူပြီးတီတုမဟာဗျူဟာကိုတီတုစစ်မဟာဗျူဟာကိုစစ်မှုထမ်းဆောင်အဖွဲ့ဝင်အင်အားဖြင့်လှုပ်ဆောင်နေကြောင်းအဆိုပါဖွဲ့၏တိုင်းရင်းစင်ခေါင်းဆောင်များ၏ဗိုလ်ချုပ်ချိုထုံးအောင်လည်းပါဝင်ကြောင်းသိရတယ်။မြန်မာနိုင်ငံကတော့တုံးခုနှစ်ဇန်နဝါရီလ၁ရက်နေ့ကိုဗိုလ်ချုပ်ချုပ်နှောင်းအောင်ကိုသူကိုယ်တိုင်မနှံ့ကြော်တင်ဘွဲ့ရစိတ်ပေးရခဲ့ပြီးသူရဲ့အချိန်၅ချက်သားကိုပါ ဂုံပြုစုအဖြစ်တပါးနဲ့ပေးရခဲ့တယ်။ Golden Valley Royal အဖွဲ့ကစစ်တပ်၏အကြီးစားတောင်းလိုက်များကိုစင်ဆက်မပြတ်သတင်းထောက်လှမ်းတဲ့အစီအကြောင်းထုတ်ပြန်အကြမ်းဖက်စစ်တပ်လေရင်မှုများ၏အချက်အလက်များကိုလည်းသတင်းစုဆောင်နေရှိရ၎င်းတို့၏ဆက်ဆက်သတင်းများရရှိထားပါကရန်ကုန်မြို့ပြပျောက်ကြားဖွဲ့တံတို့ပေးပို့ရန် Golden Valley Royal ကတောင်းဆိုထားတယ်။ကဲဒါကတော့နော်အားလုံးကြည့်တဲ့အတိုင်းပဲ။ဟုတ်တယ်နော်လက်ရှိကျွန်တော်တို့မင်းအောင်နိုင်ခေါင်းဆောင်တဲ့အာဏာသိမ်းတဲ့စစ်တပ်ကနံပါတ်1ပြည်သူစစ်မှုထမ်းဥပဒေကိုမခေါ်ဘူးနံပါတ်2လေယာဉ်ကိုမတုံ့ဘူးဆိုရင်ပြည်သူအရှိတ်အမှတ်မှာအခုဒူးထောင်နေရတယ် ဲ့ဒီအချက်တစ်ချက်ကိုညင်းနိုင်လားစစ်တပ်ဘက်ကကောင်းနေနေတယ်နော်ငါတို့ပြုတ်ပြည်သူစစ်တဲ့နော်အစမှုထံဥပဒေနဲ့မခေါ်ဘူးကွာတတတဲ့မစုဘူးနော်ပြီးရင်ငါတို့လိန်နဲ့မတော်ဘူးမင်းတို့စစ်တပ်ရှုံးကိုရှုံးနေပြီဆိုတဲ့စကားကိုညင်းနိုင်တဲ့စစ်တပ်ဘက်ကကောင်းရှိတာမရှိပါဘူးဟုတ်တယ်နော်အဲ့တော့လက်ရှိမင်းအောင်နိုင်ခေါင်းဆောင်တဲ့စစ်တပ်ကပြည်သူတွေကိုနှီးမျိုးစုံနဲ့စစ်မှုထံဥပဒေမှာတောက်ခပေးတယ်နော်ချွတ်တွေရွာတွေဆိုဖမ်းသွားတယ်မရှိမရှိမဲ့ပတ်စံတွေစုပြီးငွေလိုက်လွေးရတယ်ငိုရီဖြစ်ဘဝတွေပြက်နော်ခိုင်းကိုထွက်ပြေးတဲ့လူကထွက်ပြေးရတယ်ဒါတွေအားလုံးကလူငဆန်တဲ့လောက်ရက်ကိုတိုင်းပြီးပေါ်လုပ်နေတာ ်နော်နောက်တစ်ခုကတိုင်းပြည်နေရာအနှံ့မှာလေရင်နဲ့အပြစ်မဲ့တဲ့ကလေးတွေနော်ဘုံတွေကဆိုလက်လက်ဆက်ဆက်ပဲရှိသေးတယ်ဒီဘေးကြီးမှာအတက်မပြည့်သေးတဲ့ကလေးတွေကိုဘုံကျက်တက်ဖြစ်သွားတယ်တို့လုံရက်ကိုလုံနေတဲ့ကောင်တွေကိုနော်အပင်းအမြောက်ပူပေါင်းနေတဲ့လူတွေအားလုံးဟာပြည်သူ့ရဲ့ရန်တွေပဲရှင်းရှင်းလေးပဲအဲ့တော့မိနောက်နိုင်ငံအဲ့ဒီစစ်ဘုံချုပ်အဟောင်းတွေသူ့ဘက်ရှင်းတော့ရတူယုံကြည်စိတ်ချရတယ်သူ့ဘက်ကိုပါတဲ့စစ်ဘုံချုပ်အဟောင်းတွေကိုစုစည်းပြီးတော့လက်ရှိတိုင်းပြည်ကိုဖြစ်နေတဲ့ကိစ္စမှာအရှံဉဏ်တွေယူနေတာဖြစ်တယ် နော်အခုရွေးကောက်ပွဲလုပ်ဖို့ကိစ္စကိုလည်းကမင်းအောင်နိုင်အင်မတန်ကြိုးစားနေဘာလို့ရွေးကောက်ပွဲအောင်မြင်မှဒီရွေးကောက်ပွဲနေထွက်ပေါက်ဖို့ဖြစ်မှာအဲ့တော့ရွေးကောက်ပွဲမှာခီးဟူတမနာတင်လားသူကိုယ်တိုင်ပဲတမနာလုပ်မလားဆိုတာဒါပြောလို့မရဘူးအဲ့တော့အဲ့ဒီရွေးကောက်ပွဲကို तू ကလုပ်ဖို့ကြင်ညာထားတယ် तू ကဖြစ်အောင်လုပ်လိုက်တယ်ဒါပေမဲ့ပြောချင်တာကလက်ရှိစစ်ဘုံချုပ်တွေတောင်မှသူတို့ရဲ့လုံခြုံရေးအခုလိုအချိန်မီပြစ်တက်ခန်းနေရတာအဲ့ဒီမင်းအောင်နိုင်လုပ်မဲ့ဒီရွေးကောက်ပွဲဒီပြည်သူလက်မခံတဲ့ရွေးကောက်ပွဲဖြစ်တယ်အဲ့ဒီပြည်သူလက်မခံတဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြန်ရဲတဲ့လွတ်တော်ကိုယ်စားလက်ရှိဝင်ရောက်ရှင်ပြန် နော်တီတူကတော့အခုလိုစုချဖို့အဆင်တပဲမြို့ပြပြောက်ကြားအဖွဲ့ဟာနော်ကျွန်တော်တို့ရန်ကုန်မန္တလေးနေပြီးတော့စတဲ့မြို့ကြီးတိုင်းမှာအကုန်ရှိတယ်အဲ့ဒီလူတွေလက်ထဲမှာလည်းဂန်းနဲ့အဖြစ်ရှိတယ်ရှင်းချင်းပြောရင်တော့အသေးခံပြီးဖြုတ်မဲ့ရဲဘော်တွေတော့ရည်သွဲလို့မရအောင်ရှိတယ်ဒါကြုံလို့ပြောပြတယ်နော်အသေးခံပြီးတော့စော်မှာအဲ့တော့ပြောချင်တာကတီတူစန့်ကျင်နေတဲ့အရာကြီးကိုလုံမလားလုံရင်တော့လုံပါနော်လက်ရှိမင်းအောင်နိုင်ကောင်းဆောင်တဲ့စစ်ဘော်ကြောင့်လူလူစုနေတဲ့ဒီမင်းအောင်နိုင်ကိုထောက်ခံနေတဲ့နော်လက်ငါးချောင်းတော့ထိုးအောင်မပြည့်တဲ့ဒီဘောမအုပ်စုကတော့ခမည်းတော်ကိုမြှောက်ပေးလိုက်တယ်အတေခံခိုင်းလိုက် ဒါပေမဲ့ခမားတို့တိကမှကဟဲ့ဒီဒီနေ့လက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့အနေအထားဟာစစ်သားတွေဆိုတဲ့ကောင်တော်မှကိုယ်လုံးတုံရေးနော်တိုင်းပြည်ကာကွယ်မယ်ဆိုတဲ့စစ်သားတွေကောင်မှကိုယ်လုံးတုံရေးကိုတောင်းယူနိုင်တဲ့အနေအထားဘာဖြစ်လို့လဲပြည်သူနဲ့ရံဖြစ်နေကြတယ်အဲ့ဒါပဲအခုရုရှားနဲ့ယူကရိန်းဖြစ်တယ်နော်ယူကရိန်းစစ်သားတွေအနေနဲ့ရုရှားကိုတိုက်နေရတယ်ယူကရိန်းပြည်သူကရုရှားယူကရိန်းစစ်သားတွေကမှပြေဝါရှိတယ်နော်ဘာဖြစ်လို့သူများနိုင်ငံနဲ့ဖြစ်တာအဲ့တော့ဒါကမြန်မာပြည်မှာကလက်ရှိဖြစ်နေတဲ့ဟာဒီ ပြည်သူတအေးချမ်းနေတဲ့တိုင်းပြည်ကိုအာဏာသွားသိမ်းတာပြည်သူကလက်မခံဘူးပြည်သူလက်မခံတဲ့အရာတစ်စုံသုံးလုပ်နေတဲ့ကောင်တွေနဲ့ပြည်သူနဲ့ဖြစ်နေတာအဲ့ဒါမလို့တုံ့ပြန်ရေးဆက်လုပ်ပါအခုလာမဲ့ရွေးကောက်ပွဲဟာနော်မင်းအောင်နိုင်ကတော့မရရအောင်လုပ်နေတယ်ဘာလို့ဆိုအဲ့ဒီရွေးကောက်ပွဲမှာထွက်ပေါက်မရမင်းအောင်နိုင်မှာထွက်စရာမရှိတော့ရှင်းရှင်းလေးပဲ အလုံးတိတဲ့အတိုင်းပဲဗျာဒါကလေးတော်တိတယ်အဲ့တော့ဒီရွေးကောက်ပွဲကနေရအောင်နိုင်ငံထွက်ပေါက်လုပ်မယ်နိုင်ငံငါကိုပြောင်းလိုက်မယ်အာတမအဲဒီမိုကရေစီရွေးကောက်ပွဲကနေနော်ရလာအာနာရလာအစိုးရကိုပြည်သူအအနင်းနာလို့ပြီးလို့ရှိရင်တရုတ်တို့ရုရှားတို့ကနေအာဝမ်းမြောက်ကြောင်းဂုံပြုတ်တော်မှန်လာတယ်ပြေးဖို့မယ်အဲ့လိုနဲ့မင်းအောင်နိုင်အောင်တရားဝင်အဲအာနာရအောင်လုပ်မယ်လက်ရှိကမင်းအောင်နိုင်အာနာမရဘူးလေဘာလို့လဲဆိုတော့ဘောမာကြီးဘလောက်ပဲဂုံဆာဆာလက်ရှိသူတို့ကိုထောက်ခံပါတယ်ဆိုတော့ရုရှားနဲ့တရုတ်တောင်မှမင်းအောင်နိုင်ခေါင်းဆောင်နဲ့အာနာလေးစစ်ကောင်စီကမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဘာလို့အတိမမပြုတ်ဘူးအဲ့ဒါအပြင်းရှင်းနေတယ် အဲ့တော့နိုင်ငံငါတန်တမန်ရင်းမှာလည်းမင်းတို့နိုင်ငံကုလနာမကထိုင်ကုန်မှာလည်းကွေးနေရမရဘူးအာဆီယံမှာဆိုလည်းအခုလက်ရှိဘယ်လောက်ပဲသူ့ဘက်ကပါတဲ့ကောင်တွေရှိတယ်ပြောပြောတရားဝင်ကွေးနေရခွင့်ကလပ်ကိုတက်ခွင့်မရဘူးအဲ့တော့အခြားနိုင်ငံငါတန်တမန်ရင်းမှာလည်းအလုပ်တွေတည်းမင်းတို့ကစောက်ပဲဘလို့မလုပ်ဘူးအဲ့တော့နိုင်ငံငါတန်တမန်ရင်းမှာလည်းပို့ဆိုးပဆက်ရှုံးနေတယ်နောက်ဆုံးဘယ်လောက်ထိရှုံးလဲဆိုတော့နော်တရုတ်နိုင်ငံချင်းပါဘုန်းနှစ်ကောင်ကနော်ရက်ဝင်းနဲ့ပိုလန်နှစ်ပတ်လေ တွစ်ခေါင်းဆောင်တွေတွစ်ဆုံတဲ့ပွဲမှာအဲ့ဒီမှာမင်းအောင်နိုင်ကတကယ်တို့တရုတ်တံတားကဖိတ်မဲ့ထင်ထားတယ်လောကမဖိတဲ့အတွက်စောက်ဆက်တွေပြန်ပြန်ပွဲပြီးတော့အမှဆူးဆူးထားဖြစ်တယ်နော်နောက်ဆုံးစီအာနာသိန်းထားတာ9နာ9နှစ်ပြည့်မှာနော်ဒီယူကရိန်းရဲ့ယင်မီနီချီတက်ပွဲမှာရုရှားရဲ့ယင်မီနီချီတက်ပွဲမှာဟမ်ငမီလောက်တော့အကူညီထားတဲ့အကြောင်းယေရှုတင်စကားပြောခြင်းလို့ပါတရုတ်တံတားကြီးတွေတွဲခွင့်တောင်းမှလို့ပြောလို့အဲ့ဒီတရုတ်မကောင်းတဲ့ရုရှားနိုင်ငံမှာတွဲခွင့်လေးရခဲ့တယ်ဒါတော့မှရွေးကောက်ပွဲကိုတရုတ်တံတားကထောက်ခံပါတယ်ဆိုလို့ဖာကြကြီးပြောတယ်ဒါပေမဲ့တရုတ် အာဘုံနဲ့ပတ်သက်တဲ့တည်င်းဘယ်တည်င်းမှတရုတ်နိုင်ငံဖက်ချမ်းကရွေးကောက်ပွဲကိုထောက်ခံတယ်မကြီးတာဘူးကျင်းနေတယ်အဲ့တော့မင်းအောင်နိုင်ငံတရားဝင်သူဖြစ်နေတဲ့အတွက်ဒီလမ်းကြောင်းသူရွေးမှာဒါမင်းအောင်နိုင်ငံမှာသူကမဟုတ်ကျွန်တော်ဆိုရင်တော့အဲ့လိုလုပ်မှာတိကျအောင်မရရင်မရရုံးမယ်ဒါရှင်းရှင်းပြောတာဒါကကျွန်တော်တို့ကမင်းအောင်နိုင်တို့ကိုစရင်းထဲကိုထက်ပတ်စရာမလိုတဲ့အဆင့်ဖြစ်တော့ပြီနော်ကျွန်တော်တို့တွက်ကမှာကလက်ရှိနော်တက်တက်ခိုင်းတို့ကိုကိုကြီးတို့ကရွေးကောက်ပွဲတန်ကြားဆိုအမီးလေးနှိုင်းပြေးလာဟမ်အီးနိုင်ရတာခိုးရီလိုပဲစောင့်ချက်တည်းတည်းမရှိကြဘူးတကယ်ပဲနော်ဟမ်ပါတီပါတီဘာပါတီတဲ့ခြားပါတီတွေလား အဲ့အဲ့ဒီပါတီတွေကခင်ဗျားပြောသလိုထိုင်ကုန်တနေရရမလားဆိုတော့မျှော်လင့်ချက်နဲ့ဘယ်ဥတော်မကွဲတဲ့ကောင်တွေကဖတ်လာလိမ့်မယ်။နော်တက်တက်ခိုင်ဆိုတဲ့လိုပဲ ND အစိုးရလက်ထက်မှာ ND ပါတီဝင်ဖြစ်တဲ့ဝင်ရောက်ရှင်းကြိုင်တယ်ဟမ်ဟမ်မင်းနိုင်ခဲ့တယ်ကိုကိုမင်းနိုင်တော့စောင့်ချင်ကြီးပြီးတော့ပါတီခွဲဆောင်အောင်တော့ပါခဲ့တယ်။ကုံကျန်တက်တက်မှာခွင့်ရကြိုင်လို့မရဘူး။ပေးလိုက်ပေါ့။ချက်တိုင်းပင်ဆောင်ပြီးပေးလို့ရတယ်။နော်စဉ်းစားကြည့်တိတ်ကစဲရကြိုင်တော့မရဘူး။ကုံကျန်တက်တက်မှာခွင့်ရကြိုင်တော့နော်အဲ့တော့ပြည်သူကလက်မခံဘူးဆိုတာခင်ဗျားတို့အားလုံးလည်းကြည့်တယ်။အဲ့တော့ပြည်သူလက်မခံတဲ့ရွေးကောက်ပွဲကိုလုံချလိုက်မယ်ဆိုရင်တော့အခုဘုံမှုချုပ်နောက်ကို နောက်ထပ်နောက်ထပ်လွတ်တော်အမတ်ဆိုလဲကောင်းပြီဘလောက်လိုက်လဲဘာဖြစ်လို့လဲပြည်သူကိုယ်စားလှယ်လွတ်တော်အမတ်တွေက CRP မှာရှိပြီးသားလေဒါတရားဝင်ပြည်သူရွေးချယ်တာနောက်ထပ်လွတ်တော်ပြည်သူကိုယ်စားလှယ်တော့မရှိတော့ဘူးနော်ထိုင်ကုန်ယူလို့လွတ်တော်တွေဝင်ရမလားလို့နိုင်ငံရေးကိုခွေးသိုးပေါက်ကဝင်မဲ့ကောင်းလို့မရှိတော့တာအဲ့ဒီနိုင်ငံရေးကိုခွေးသိုးပေါက်ကဝင်မဲ့ကောင်းတွေအတွက်အခုတေွားတဲ့နော်ဒီဝနကြော်ထင်ဘွဲ့ရကြီးကိုကြည့်လိုက်ပါခမားတို့လည်းဝနကြော်ထင်ဘွဲ့ရကြီးရင်တော့မက်စီလေးတစ်စီးတော့ပါဇက်မှာငုံထားလိုက်ပေါ့ဟုတ်တယ်မလားဒါကြောင့်မလို့လာမယ့်ရွေးကောက်ပွဲတတ်သိရှိတဲ့ကောင်တွေလို့ ်နော်တခါတည်းပြောနေတာသမေးဝအောင်စမ်းထားလို့မပြောဘူးမက်စီလေးငုံထားကြဒါပဲပြောချင်တယ်နော်ကဲအကိုစင်နဲ့ဆလုံးမကျွန်တော်ကိုစီတင်ဆက်ပေးတဲ့တရင်ပုံမအာတရင်ပုံမှာပရိသတ်ကျရမင်သုံးသက်ချက်လေးတွေကို comment မှာရေးပေးပါ Jess အနေနဲ့ကြောင်စုဖမ်းမိတဲ့သူရှိလို့ရှင်ကျွန်တော်ဆက်သွဲပါနော်ကျွန်တော်အကိုစီတော့နဲ့သူစုချပေးမှာဖြစ်ပါတယ်နော်ကြောင်စုပြီးရင်ဘောဟိန်လာမယ်နော်အဲ့ဒါလေးဆက်ပြောချင်ပါတယ် ကဲခွေးတွေတည်တာတော့အားရပါတယ်တကယ်အားရပါတယ်နော်ကဲဒီကတော့နော်ဒီလောက်ပဲခဏနေကြတဲ့တရင်လေးတွေစက်တင်ပြီးပါမယ်တော့ပြန်တွေ့ကြအောင်နော်ကဲဘိုင်ဘိုင်